ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုတွေအငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်အတွင်းတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုဗီယက်နမ်ကစန့်ကျင်ကြောင်းကန့်ကွက်စာတွေပြပိုးခဲ့တဲ့ဖြစ်ရဟာရေရှည်မှာအမှားကြီးမခံနိုင်တဲ့အခြေအနေကိုဖြစ်လာစေနိုင်တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဗီယက်နမ်ဟာပိုင်ဆိုင်မှုအငင်းပွားနေတဲ့ရေပြင်နယ်နိမိတ်တွေအနီးတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုစန့်ကျင်ကြောင်းရေးသားထားတဲ့ပေးစာတွေကိုတရုတ်နဲ့ဖိလစ်ပိုင်ကိုပြပိုးခဲ့တယ်လို့ဗီယက်နမ်ရရှိသူကမီလာ၃ရက်မှာပြောကြားခဲ့ပါတယ်။အဲ့ဒီပေးစာတွေထဲမှာဖိလစ်ပိုင်နဲ့တရုတ်ကိုဗီယက်နမ်ရဲ့နယ်နိမိတ်ပိုင်ဆိုင်မှုကြီးညာချက်တွေကိုလေးစားဖို့တိုက်တွန်းထားတယ်လို့ပြော ပါတယ်။ဗီယက်နမ်ကသူ့ရဲ့နယ်နိမိတ်ဖြစ်သတ်မှတ်ထားတဲ့ဆန်ဒီဂိတ်ကျောက်တန်းမှာတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုသိရှိခဲ့တဲ့နောက်အဲ့ဒီပေးစာတွေကိုပေးပို့ခဲ့တာဖြစ်တယ်လို့ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဖန်သူဟန်ကပြောကြားခဲ့ပါတယ်။ AP 26ရက်ကတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့တင်မော်ဟာစပရက်ဒလီကျွန်းစုကိုတရုတ်ကပိုင်ဆိုင်ကြောင်းပြသတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုအဖြစ်စန်ဒီကေးကြောက်တမ်းမှာစိုက်ကပ်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင် CCTV ရုပ်သံကဖော်ပြခဲ့ပါတယ်။တရုတ်အကြမ်းမှာဖိလစ်ပိုင်ကလည်းအဲ့ဒီကြောက်တမ်းကိုကန့်ကျင်ဆောင်တပ်ဖွဲ့တွေဆီလွှတ်ခဲ့ပါတယ်။တရုတ်နဲ့ဖိလစ်ပိုင်တို့ကစပရက်တလီကျွန်းစုပေါ်မှာသူတို့ရဲ့နိုင်ငံတော်အလံတွေကိုစိုက်ထူထားပြီး အဲ့ဒီကျွန်းစုပိုင်းဆိုင်ကြောင်ကြေညာထားကြပါတယ်။ဗီယက်နမ်နိုင်ငံကြ合いဝင်ကြီးဌာနရဲ့ပြောရေးဆိုငွေရှိသူဖန်သူဟန်ကတော့စန်တီကေးကြောက်တန်းနဲ့ထရောင်ဇာကျွန်းစုတွေနဲ့ပတ်သက်ပြီးဗီယက်နမ်ရဲ့အချုပ်ချာအာဏာကိုချိုးဖောက်နေတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေတယ်။တပ်ဆိုင်ရာနိုင်ငံတွေကိုစန့်ကျင်ကန့်ကွက်တဲ့တန်တမာရေးရာပေးစာတွေကိုပြပိုခဲ့တယ်လို့ပြောကြခဲ့ပါတယ်။နိုင်ငံတကာမှာ Spreadley ကျွန်းစုလို့လူသိများတဲ့ကျွန်းစုကိုဗီယက်နမ်ကထရောင်ဇာကျွန်းစုလို့အမည်ပေးထားပြီးဖိလစ်ပိုင်ကတော့ကာလာယန်ကျွန်းစုလို့အမည်ပေးထားကတရုတ်ကလည်းနန်ရှားကျွန်းစုလို့အမည်သတ်မှတ်ထားပါတယ်။